ရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာစီကင်းပြန်ပွဲရဲ့အမျိုးသမီးအုပ်စုပွဲစဉ်တွေကိုလည်းစတင်ရှင်းပြခစားခဲ့ပါရခင်ဗျာအုပ်စုကာကြီးကအင်ရှင်ထိုင်းအသင်းနဲ့အင်ဒိုနီးရှားအသင်းတို့ရှင်းပြခစားခဲ့ပါရဒီအုပ်စုရဲ့အဓိကပြန်ပွဲနှစ်သင်းထိတ်တဲကျွေးတဲ့ပွဲစဉ်ဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ပွဲကတစ်ခါတည်းဆန်ခဲ့ပါရထိုင်းကအင်ဒိုကိုခလီကစားတယ်လို့ကစားသွားခဲ့တယ်ခင်ဗျာအင်ဒိုနီးရှားအမျိုးသမီးအသင်းဟာ ထိုင်းကိုတုံ့ပြန်ပြီးတော့ဘာတစ်ခုမှသိရရှာမကစားပြနိုင်ခဲ့ဘူးပြောရမယ်ဆိုရင်ဗျာအုတ်စုဒုတိယနေရာကိုညှော်မှန်းမှုအတွက်လာတဲ့ပုံစံမျိုးဖြစ်နေပါတယ်ဒီအုတ်စုမှာအစောပိုင်းကကမ္ဘောဒီးယားအမျိုးသမီးတွေပါဝင်တယ်ဒါပေမဲ့ပြိုင်ပွဲနီးကပ်ရှင်ကိုရောက်မှလုံခြုံရေးအကြောင်းပြချက်နဲ့ကမ္ဘောဒီးယားအမျိုးသမီးဘောလုံးတင်ကအုတ်စုအနေနဲ့နှုတ်ထွက်သွားခဲ့လို့ဒီအုတ်စုမှာအသင်းသုံးသိမ်းပြန်ကျန်ခဲ့တယ်ထိုင်းရယ်စင်ကာပူရယ်အင်ဒိုနီးရှားရယ်ဒီတော့အင်ဒိုနီးရှားကအုတ်စုဒုတိယပွဲစဉ်ဖြစ် ်စင်ကာပူနဲ့ကစားရမှာဖြစ်ပါတယ်ခင်ဗျဒီဇင်ဘာလ9ရက်နေ့မှာကစားရမှာဖြစ်ပါတယ်အဲ့ပွဲစဉ်မှာအနိုင်ရတဲ့တင်ကတော့အုပ်စုဒုတိယနေရာရှိပါလိမ့်မယ်ထိုင်းကတော့ဒီပွဲမှာနေအစွမ်းပြလိုက်ပါပြီပြောမယ်ဆိုရင်ငါတို့ချန်ပီယံဖြစ်ဖို့အတွက်ဘလောက်အထိပြင်ဆင်ထားရဲဆိုတာပြိုင်ဘက်တွေကိုတန်ကြောင်းခေါက်လိုက်တဲ့ပွဲဖြစ်ပါတယ်ခင်ဗျထိုင်းဟာအင်ဒိုသုံးဆောင်သောတာကစားပြီးတော့ဂိုးတွေရယ်လင်းတကူပဲတွင်းသွားခဲ့ပါတယ်ဒီတော့စင်ကာပူနဲ့ပွဲမှာလည်းထိုင်းကပြိုင်သက်ပြောင်းရွှင်အောင် နောက်ထပ်ကိုးပြတ်နိုင်မယ့်တစ်ခွက်ထိုက်ပေါင်းမှာတော့ကျင်းသေးတွေပါခင်ဗျဒီအုပ်စုမှာအင်ရှင်ထိုင်းအမျိုးသမီးအသင်းဟာအုပ်စုဘူဖြစ်ပြီလို့ပြောလို့ရပါတယ်ဒီတော့မနက်ဖြန်မှာကစားရမယ်မြမလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအနေနဲ့ဖိလစ်ပိုင်ကိုအနိုင်ကစားနိုင်မှုလို့ပါတယ်ခင်ဗျဘာကြောင့်လဲဆိုတော့ဒီအုပ်စုကနေမြမလက်ရွေးစင်အမျိုးသမီးအသင်းအနေနဲ့အုပ်စုဘူဖြစ်တက်ရောက်နိုင်မှုလို့ပါတယ်ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့တစ်ဖက်ကထိုင်းဟာအုပ်စုဘူဖြစ်နေမှာ ဒီဘက်မှာကိုကပုစုဒုတိယဖြစ်သွားရင်စမီဖိုင်နယ်ကို2023စီးကိန်းကအတိုင်းထိုင်းနယ်ပြန်ကစားရမျိုးဖြစ်သွားနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ပြိုင်ပွဲရဲ့အခြေအနေကိုကြည့်မဲ့ဆိုရင်တော့အမျိုးသမီးပြိုင်ပွဲတွေဘက်မှာမြန်မာထိုင်း BNN နဲ့ဖိလစ်ပိုင်တို့ပဲအဓိကအပြင်အဝရှိနေပါတယ်ခင်ဗျတ िश ူအပေပြိတ္တအားလုံးကိုအထူးရဲ့ကျေးဇူးတင်ရှိပါတယ်ခင်ဗျ